အားလုံးပဲမင်္ဂလာပါရှင်တီချယ်ကတော့ Great Dane Chemistry ကိုတင်ပြပေးမယ်ဆရာမဖြစ်ပါတယ်အခုတီချယ်တို့ Chapter 7ပေါ့နော် Air Water and Swine မှာဆိုရင်7.2က Water ပေါ့နော်ရေရဲ့အရေးပါပုံအကြောင်းလေးကိုတီချယ်တို့လေ့လာကြည့်ရအောင် water pollution and water purification ရေညင်ညမ်းမှုနဲ့ရေတွေကိုဘယ်လိုတန့်စင်လဲဆိုတဲ့အကြောင်းအရာတွေကိုပြောသွားမှာဖြစ်ပါတယ် sewage fertilizer pesticides industrial waste why and detergent တွေပေါ့နော်အဲ့ဒါတွေက main cause of water pollution ပေါ့နော်အဓိကရေကိုညင်ညမ်းစေတဲ့အရာတွေဖြစ်ပါတယ် sewage ကကြတော့ညစ်အကြေးတွေပေါ့နော် fertilizer ဆိုတာကဓာတ်မြေဩဇာတွေကနေပြီးတော့ဖြစ်တာတွေ pesticide ဆိုတာကပိုသက်ဆီတွေ industrial waste ဆိုတာကစက်ယုံလုံယုံတွေကနေထွက်လာတဲ့ညစ်အကြေးတွေနဲ့ ီနဲ့အငြိကျေးဖယ်ရှားတဲ့အရာတွေပေါ့နော်အဲ့ဟာတွေကတဲ့ရေကိုအဓိကညဉ့်ညမ်းစေတဲ့အရာတွေဖြစ်ပါတယ် pollution makes river and lake smell အာဒီရေကိုညဉ့်ညမ်းစေတဲ့အရာတွေက river and lake smell ဆိုတာကမြစ်တွေကန်ဒီမှာဆိုလို့ရှိရင် smell ပေါ့နော်အနံ့အသက်တွေဖြစ်ပေါ်လာစေတယ်ပြီးတော့ it kills aquatic plant အဲ့ဒီအရာတွေကရေမှာပေါက်တဲ့အပင်နဲ့ရေနေတက်တဝါတွေကိုပျက်စီးစေတဲ့စေဆုံးစေတဲ့ပေါ့နော် and other living things ပေါ့အခြားသော living things တွေအဲတက်ရှိအရာတွေအားလုံးကိုလည်းတည်ဆုံးစေပါတယ်တဲ့ The Water and Feed for Human Conception ဆိုတာကလူတွေတောက်သုံးရန်အတွက်မသင့်လျော်ပါဘူးတဲ့။ဒါကတော့ဒီချက်ပုံလေးကတော့ filtration ပေါ့နော်။စစ်ထုတ်ခြင်းကိုပြထားတဲ့ပုံလေးဖြစ်ပါတယ်။ဒါကကြတော့ chlorination ရေကူးကန်ဒီမှာအများအားဖြင့်အသုံးပြုပါတယ်။ပိုတက်တဲ့အနည်းနဲ့ပေါ့နော်။အသုံးပြုရဲပြီးတော့ဒါကကြတော့ distillation နော်။ distillation ကတော့အထူးသဖြင့်ပေါင်းခံရင်ပေါ့နော်။ဘာလို့လဲဆိုတော့ရေမှာပါဝင်တဲ့အိုင်ယွန်းတွေကိုဖယ်ထုတ်လိုက်ပြီးတော့ပေါ့နော်။မကောင်းတဲ့ impurities အိုင်ယွန်းတွေကိုဖယ်ထုတ်လိုက်ပြီးတော့နော်တောက်သုံးလို့ရတဲ့ရ ေးကို safe water ဖြစ်အောင်ပြုလုပ်တဲ့အခါမှာအသုံးပြုပါရယ်။ကဲဒါဆိုရင် table 7.3 some sources of water pollutants and effect တချို့အချို့တော့ water pollutants လာရေကိုညစ်ညမ်းစေတဲ့အရာတွေနဲ့သူတို့ရဲ့တက်ရောက်မှုတွေပေါ့နော်။ဒီမှာဆိုလို့ရှိရင် pollutants ကဘယ်လိုဟာမျိုးတွေလဲဆိုတော့ industrial waste ဆိုရယ်စက်ယုံအလုပ်ယုံတွေကနေထွက်လာတဲ့အညစ်အကြေးတွေပေါ့ containing ပါဝင်ပါတဲ့ heavy metal such as ဒီမှာတဲ့တက်ထူတွေပါဝင်တဲ့ heavy metal တွေဖြစ်တဲ့ copper တို့ mercury ပြီးရခါကြတော့ chromium ဆိုတဲ့အရာတွေပေါ့နော် dye ဆိုတဲ့ ဆိုးဆေးတွေပေါ့နော်အဲ့ဒီ every murder တွေကနေပြီးပါဝင်တဲ့အရာတွေ industrial waste တွေပေါ့နော်အညစ်အကြေးတွေဒါကိုဘယ်ကထုတ်လဲဆိုတော့ industry ဆိုရက်သက်ယုံတွေကနေထုတ်တယ် fact ူ့ရဲ့တက်ရောက်မှုကကြာ handful of NDA ဖြစ်စေတဲ့တက်ရောက်မှုမျိုးရှိတယ်ဘလိုမျိုးလဲဆိုတော့ chronic health problem ဆိုတာကနာတာရှည်ရောဂါတွေဖြစ်လာနိုင်ပါတယ် pesticide ဆိုတဲ့ပိုးသတ်ဆေးတွေအဲ့ဒါကဘယ်မှာသုံးလဲဆိုတော့ agriculture feed ဖိုက်ပျိုးရေးတွေလုပ်တဲ့လေကွင်းတွေမှာအသုံးပြုတယ်ပြီးတော့သူ့ရဲ့ effect တက်ရောက်မှု poisonous ဆိုတာကကြာအစိတ်တောက်ဖြစ်စေတယ်ဘယ်မှာလဲဆိုတော့ from respiratory problem to cancer respiratory problem ဆိုတာကတခြားရောအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပြီးရဲ့ကကြာတော့ cancer ဖြစ်စေနိုင်တဲ့အထီးလေးဖြစ်ပေါ်စေပါတယ် fertilizer ဓာတ်မြေဩဇာ agriculture and feed စိုက်ပျိုးရေးတွေကွင်းနေမှာအသုံးပြုရဲစိုက်ပျိုးရေးကွင်းနေပေါ့နော်အမြောက်အများစိုက်တဲ့နေရာတွေမှာအသုံးပြုရဲဘလို့တက်ရောက်မှုမျိုးတွေဖြစ်စီလဲဆိုတော့ waterway pollution ဆိုတာကရေလမ်းကြောင်းတွေကိုညှမ်းစေတဲ့ဥမာပြောရမယ်ဆိုရင်ပေါ့ရေသွဲထားတဲ့မြောင်းတွေပေါ့နော်အဲ့ဒါတွေကိုညှဉ်းညမ်းစေတဲ့ပြီးရော chemical bent to crop အကောက်ပဲတိနံတွေကိုဓာတုစည်းတွေလောင်ကျွမ်းစေတဲ့ဥမာပိုးသတ်စည်းတွေဖြန်းတဲ့အတွက်ကြောင့်မလို့ပေါ့ဓာတုပါဝင်တဲ့အတွက်ကြောင့်ကောက်ပဲတိနံတွေမှာဓာတုပစ္စည်းတွေပါဝင်နေတာပေါ့နော်ပြီးရဲ့အခါကျတော့ increase in L mild pollution ဆိုတာကလေတုညဉ့်ဉန်းမှုကိုလည်းတိုးပွားစေတယ်ပြီးတော့ mineral depletion of the soil တက်ထူတွေကြောင့်မြေစီလွာပျက်စီးမှုတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်တဲ့ spice clay ကကြတော့မုတ်တရားတွေမှာဆိုလို့ရှိရင်စီကံတွေမှောက်သွားတာတွေပါတယ်ပေါ့နော်အဲ့လိုမျိုးစီကွန်တိန်နာပါလာတဲ့သင်္ဘောတွေမှောက်တာမျိုးတွေပါတယ်ဆိုလို့ရှိရင်လည်းဒါဆိုလို့ရှိရင် white spill ဖြစ်စီပဲပေါ့နော်နောက်တစ်ခုကကြတော့သူကဘယ်လိုမျိုးอ่ะလဲဆို white tanker တွေ တည်လာတဲ့ပေါ့နော်စီတည်လာတဲ့အရာတွေကနေပြီးတော့ဖြစ်စေပါတယ်တဲ့ effect ကကြတော့ seriously affect the marine environment marine environment ဆိုတာရေပတ်ဝန်းကျင်ပေါ့နော်ရေနေတက်တဝါတွေအတွက်ဘာဖြစ်တာလဲ seriously ဆိုပြင်းထန်တဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်တဲ့ water pollution water pollution ကရေညင်ညမ်းမှုကိုဘယ်လိုကာကွယ်မလဲ prevent ကာကွယ်ဖို့ဆိုရင်တဲ့ by the proper disposals of sewage and industrial waste စမှုလုပ်ငန်းတွေကထွက်တဲ့အညစ်အကြေးတွေနဲ့ sewage တွေကိုတတ်နိုင်ဆုံး short ချရမယ်ပြီးတော့ တဲ့အခါ polluted water ဒီရေညဉ့်ညံရတဲ့အကြောင်းရင်းကိုเนาะညဉ့်ညံတဲ့အရာတွေကို beautify ဆိုတာတန့်စင်ဖို့အတွက်ဆိုရင်တော့ by separate method နီးလန်းမျိုးစုံနဲ့အသုံးပြုလို့ရပါတယ်ဘလိုမျိုးလဲဆိုတော့ filtration ဆိုရဲစစ်ထုတ်ခြင်း chlorination ဆိုရဲ chlorine ပေါင်းထည့်ခြင်းနီးရဒါမှမဟုတ် distillation အရေးချပေါင်းခန့်ခြင်းနဲ့ and deionization ဆိုတာအိုင်ယွန်ဖယ်ထုတ်ခြင်းပေါ့เนาะအိုင်ယွန် exchange လုပ်ခြင်းနီးတွေနဲ့ရေကိုတန့်အောင်ပြုလုပ်လို့ရတဲ့နီးလန်းတွေဖြစ်ပါတယ်တဲ့ ordinary water is more or less impure တာမန်ရည်တွေကတော့အနည်းနဲ့အများတော့မတန့်စင်ဘူး dissolved salts ပါတယ်လဲစားတွေပျော်ဝင်နေမယ် gases တွေပြီးတော့ and sometimes တခါတည်းမှာ organic matter တွေပျော်ဝင်နေပါတယ် the water is distilled away from the dissolved substances ရေတွေက ပေါင်းခံခြင်းနီလန်းနေဆိုရင်ပျော်ဝင်နေတဲ့ပေါ့နော်အရာဝတ္ထုတွေကိုထည့်ထုတ်မယ် it is far too expensive to be used on a large scale ကြီးကြီးမားမားပေါ့ area တွေအများကြီးအသုံးပြုရမယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ far too expensive အရန်ကိုဈေးကြီးပါတယ်လို့ပြောထားပါတယ်။ကုန်ကျစရိတ်အရန်များပါတယ်လို့ပြောထားပါတယ်။ ionic impurities တွေကပေါ့နော်။ဒီကြတော့ impurities တွေပေါ့ ionic impurities တွေကိုဖယ်ထုတ်တော့မယ်ဆိုရင်ね effectively and cheaply remove from water ရေကနေပြီးရောမှဖယ်ထုတ်ဖို့ဆိုရင်အဲ တက်အဗောနော်တက်တာမဲ့နီလန်းနဲ့ပုံပြီးထရောက်တဲ့နီလန်းကတော့တဲ့ bypassing through substances like zeolite ပေါ့နော် zeolite ကိုဖြတ်တန်းစေခြင်းပေါ့နော် zeolite အရာဝတ္ထုကို ဖြတ်တန်းစေခြင်းပြီးဖြင့်တဲ့အဲ ionic impurities ကိုဖယ်ထုတ်ပါမယ်တဲ့ဒါဆိုရင် zeolite ကဘယ်လိုမျိုးရှိလဲဆိုတော့ having giant structure ဆိုတာကြီးမားတဲ့ဒီဆောက်ပုံစံရှိပါတယ်တဲ့ဒါဆိုရင် zeolite ပေါ့နော် zeolite ထဲမှာဘာတွေပါလဲဆိုတော့ alumino silicate or ဒါမှမဟုတ် sodium aluminium silicate လို့ခေါ်တယ် Na Al2 WSI4O12 သူ့ထဲမှာဆိုရင် zeolite ထဲမှာဆိုရင်ねဘယ် substance တွေပါဝင်လဲဆိုတော့ consists of sodium, aluminum, silicon and oxygen atom တွေပါဝင်ပါတယ်တဲ့ ဆိုဒီယမ် ion 3က are loosely held တဖြည်းဖြည်းနဲ့ယော့ရဲလာတယ်ပေါ့နော်သူတို့ရဲ့အတွက်ဆမှုကဘာဖြစ်လဲယော့ရဲလာတယ်အဲ့ဒီယော့ရဲလာတဲ့အခါမှာ replace by ion of calcium magnesium and ion present in hot water hot water တဲ့မှာရှိရဲ ion နေ magnesium calcium နေရဲ့ ion နေကပေါ့နော် replace ဆိုတာအစားထိုးလိုက်ခြင်းဖြစ်ပေါ့နော်အစားထိုးလိုက်ခြင်းဤဖြင့် ionic impurities တွေကိုဖယ်ထုတ်ပါတယ်တဲ့ removal of calcium magnesium and iron calcium နဲ့ magnesium နဲ့ iron တွေကိုဖယ်ထုတ်လိုက်တဲ့အခါမှာရလာတဲ့ result ကပေါ့နော် the removal of hardness according to the permutic method လို့ခေါ်ပါတယ် permutic method အရာပေါ့နော် uh, hardness of removal ပေါ့နော် removal of hardness ဆိုရေဆေးတွေကိုနော် removal ဆိုတာဖယ်ထုတ်လိုက်ခြင်းဖြင့်ပေါ့နော်။ဘာတွေလဲဆိုတော့ဘန်တွေကိုဖယ်ထုတ်မှာလဲဆိုတော့ calcium တို့ magnesium တို့ iron တွေကိုဖယ်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။ဒါဆို permutative method ကကြတော့ဘလို့သုံးသွားလဲဆိုတော့ဒါ reaction လေးကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ sodium zeolite calcium chloride equal to ဘာလဲ calcium zeolite နဲ့ sodium chloride ထွက်ပါတယ်။ ။အဲဆိုရင်ဒီမှာ teacher တို့က in order to get pure drinking water from rain water and river water river water မြေရည်တွေနဲ့ rain water မိုးရည်တွေကနေပြီးတော့မှ pure drinking water ကိုရရှိဖို့အတွက်ဆိုရင်တဲ့ in order ပေါ့ဒီ season တိုင်းအသုံးပြုတယ်တဲ့ the process of water treatment use is illustrated in figure 7.6 figure 7.6မှာဖော်ပြထားတယ်ပေါ့နော်ပုံလေးမှာဖော်ပြထားတဲ့နီလန်တိုင်း water treatment ဖြစ်စဉ်ကိုအသုံးပြုခြင်းဖြစ်ပါတယ်တဲ့ကဲဒါဆိုရင်အရင်ဆုံး teacher တို့ကြည့်အောင် number 1ကကြတော့ water pan နေပေါ့နော်အဲ့ရနေ င်ရေကဝင်လာပြီဆိုရင်တဲ့ screening to remove any big particles တွေပေါ့နော် big particles တွေကြီးမားတဲ့စိတ်ပိုင်းတွေကိုမလုပ်လိုက်မလဲဖယ်ထုတ်လိုက်မယ်ပြီးတော့နံပါတ်1အစစ်မှာကြတော့ coagulant ဆိုရဲ to remove small suspended particle တေးငယ်တယ်ပေါ့နော် uh suspended particles တွေကိုဖယ်ထုတ်မယ်ပြီးတော့3ရာ flotation tank တဲမှာ ရေနော်လေပေါ့နော်လေတွေကိုဘာလုံးလဲဆိုတော့ to make the coagulated particles ခုနက small particle ပေါ့နော် so small suspended particle တွေကို float to the top ဆိုတာအပေါ်မှာဘောလုံးမျောစီမြဲပေါ့ထိပ်ပိုင်းလေးတွေမှာသူကပါလဲတင်း အပေါ်မှာမျောနေမယ်ပေါ့နော်ဘောလုံးလေးတည်နေမယ်အဲ့ကနေမှ step for assing ကကြတော့ sand filter နဲ့ filtration ပေါ့နော်စစ်ထုတ်လိုက်မယ်စစ်ထုတ်ပြီးရဲ့အခါမှာတော့ number 5 it may go through further filter နော်အာ filter နောက်ထပ် filter တစ်ခုကိုသွားမယ် examiner molson or charcoal to remove bad taste and smell နော်မကောင်းတဲ့အနံ့နေအရသာတွေကိုဖယ်ထုတ်ဖို့အတွက်ပေါ့နော်အာ sand ဆိုရဲတဲဒါမှမဟုတ်လို့ရှိရင် charcoal ပေါ့နော် charcoal တွေကိုအမြောက်အများသုံးပြီးရောမှာဆက်ပြီးတော့စစ်ထုတ်မယ် ယ်စစ်ထုတ်ပြီးရဲ့အခါမှာနံပါတ်6က chlorine chlorine ဆိုတာက chlorination ပေါ့နော်ဒီချက်ကိုပို့တတ်မယ်ပြီးသွားတဲ့အခါကျတော့ fluoride fluorination လုပ်မယ် fluorination လုပ်ပြီးရဲ့အခါမှာ reservoir နံပါတ်8အဆင့် reservoir ကိုရောက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီချက်က the water is thanks to the storage reservoir နော်အဲ့ခုနကပတ်နေရနေရောထွက်လာတဲ့ရေတွေကိုပေါ့နော် storage reservoir ပေါ့နော် reservoir ထဲမှာသွားသိမ်းစီးမယ် ready for pumping ပေါ့ pumping to home ဆိုတာကအိမ်ကို ဒါရအစင်တင်ပေါ့နော်စပြီးတော့ pam လုပ်လို့ရပြီပေါ့တင်လို့ရပြီဆိုတော့အနေထားကိုရောက်ပါမယ်ဒါကတော့ teacher တို့ modern water treatment plan ပေါ့နော်ခေတ်တဘာဖြစ်လဲ water treatment plan အကြောင်းပေါ့နော်ဒီပုံလေးတွေကကြတော့ natural zeolite stone လေးယူပေါ့နော် zeolite stone လေးတွေမျိုးစုံရှိတဲ့ပုံလေးတွေကိုပြသထားခြင်းဖြစ်ပါတယ်။ကဲဒါဆိုရင် teacher chemistry in daily life ပေါ့နော်နေ့စဉ်ဘဝမှာဆိုရင်ဘယ်လိုမျိုးပေါ့နော် chemistry ကအသုံးဝင်လဲဆိုတော့ water has many other important uses besides uh, sustaining life ပေါ့နော် sustaining life ဆိုတော့ဒီကျွန်တော်ကရေက many other important ပေါ့အများအပြင်အရေးပါတဲ့အစိတ်အပိုင်းနည်းနဲ့ပေါ့နော်အသုံးပြုကြရတယ်ပြီးရခါကျ water is used for cooking အာရေကိုပဲနေရာဒီမှာသုံးလဲဆိုတော့ cooking ချက်ပြုတ်တဲ့နေရာတွေ cleaning တန်ရှင်းဆေးကြောတဲ့နေရာတွေနဲ့ drinking တောက်သုံးတဲ့အခါ gardening ဥယျာဉ်တွေမှာပေါ့နော်ရေပန်းမီရေလောင်းတဲ့အဟာမျိုးတွေနဲ့ and weight disposal ပေါ့နော်အ toilet flushing လုပ်တဲ့အခါမျိုးတွေမှာဆိုရင်တဲ့ရေအိမ်သားတွေပေါ့နော်အဲ့ဒီတွေမှာဆိုလို့ရှိရင် in home အိမ်ဒီမှာ အသုံးပြုပါတယ်တဲ့ it is applied as a solvent as well as cleaning agent သူ့ကိုဘယ်လိုမျိုးနောက်ထပ်အသုံးပြုအသုံးချလို့ရသေးလဲဆို as a solvent ဆိုတာကဖြော်ရည်အင်းကြီးနဲ့ as well as cleaning agent ပေါ့နော် cleansing agent ဆိုတာကတန့်စင်နေပေါ့နော် agent အင်းကြီးနဲ့လည်းအသုံးပြုပါရဟုတ်တာပေါ့ teacher တို့အညစ်အကြေးရှင်ရေနဲ့စီးချတာတွေပါတယ်ဟုတ်ပြီနော် cleaning agent အင်းကြီးနဲ့သုံးတယ်ပြီးတော့ a coolant အေးခန့်ခြင်းအင်းကြီးနဲ့ a major ingredient in the manufacture product ချို့တော့အမြောက်အများထုတ်လုပ်တယ်ပေါ့နော်ပစ္စည်းရေအမြောက်အများထုတ်လုပ်တဲ့နေရာမျိုးတွေမှာဆိုရင်လည်းအဓိက major ingredient အင်းကြီးနဲ့အသုံးပြုပါရပါဝင်ဘက်ပစ္စည်းအင်းကြီးနဲ့ ုံးပြပါတယ်တဲ့ and generating electricity in industry industry ဆိုရက်ဒီကျတော့စိတ်ဦးနေပေါ့နော် electricity ဆိုတာကလျှက်စစ်လဲပတ်ဖို့အတွက်ဆိုရင်လည်း generating အသုံးပြပဲပြီးတော့ and it's also used for irrigation in agriculture agriculture ဆိုတာစိုက်ပျိုးရေးတွေမှာဆိုရင်လည်း irrigation လုပ်တယ်ဆိုတာကရေသွေးမြောင်းနေနေအနေနဲ့လည်းအသုံးပြပါတယ်တဲ့ဒါဆိုရင်ဒီမှာဒီကျတော့ပုံလေးပေါ့နော်ခုနကပြောသွားတဲ့ uses of water အသုံးဝင်ပုံလေးပေါ့အခုမှကတော့ gardening လို့ပြထားတယ်ဒီမှာတော့ watering plants ပေါ့ brushing hand ပြီးရဲ့အခါကျတော့ brushing teeth အဲဒီကျတော့သွားတိုက်တဲ့အညာဒီမှာလည်းရေကိုအသုံးပြုရဲပြီးတော့ drinking water bathing cooking cleaning floor car washing ဒီမှာလည်းအသုံးပြုပါတယ်ဒါကတော့ irrigation in agriculture နော်အာစိုက်ပျိုးရေးဒီမှာဆိုလို့ရှိရင်ဒီကျတော့ရေသွဲမြောင်းအနေနဲ့ပေါ့အသုံးပြုထားတဲ့ပုံလေးဖြစ်ပါတယ်ကဲဒါဆိုရင်ဒါတို့တမျိုး7.2ရဲ့ဘောနော်အစာလေးတွေကိုတေချာလေးနားထောင်ပြီးပြီးနားလည်သွားပြီဆိုရင်ဒီ review question လေး126လေးကို เนาะအကောင်ဆုံးဖြေနိုင်မယ်လို့ဒီချက်ယုံကြည်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့ဒီ7.2 water မှာဆိုရင် key terms တွေပေါ့เนาะအဓိကဝေါ်ဟာရလေးမှတ်ရမယ်ဝေါ်ဟာရလေးတွေကတော့ဘာတွေလဲဆိုတော့ hard water hard water ရေစည်းပေါ့เนาะ hard water is water which will not readily form a permanent layer with soap ဟုတ်ပြီနော် hard water ဆိုတာကတဲ့ one not readily found a permanent leather with soap စပြာနဲ့တိုက်တဲ့အခါမှာဆိုရင်เนาะ permanent leather ဆိုတာကအမြုပ်လေးပေါ့เนาะမထွက်လာဘူးဆိုရင်ဒါဒီ hard water ပါတဲ့ soft water ကကြတော့ it's water with readily give a permanent leather with soap သူကကြတော့အဲစပြာနဲ့ထိတွေ့လိုက်တဲ့အဲစပြာနဲ့တွေ့လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် permanent leather ဆိုတာကအမြုပ်လေးတွေထွက်လာခြင်းဖြစ်ပါတယ်တဲ့ကဲနောက်တစ်ခုက water hardness เนาะရေစေးခြင်းရေစေးခြင်းမှာဆိုရင် is the amount of dissolved calcium calcium ion နေဟောပြီးတော့သူ့မှာဘာတွေပါဝင်လဲဆိုတော့ calcium ion နေ magnesium ion or both ဆိုတာကနှစ်ခုစလုံးပေါ့နော် in the water ရေမှာပါဝင်နေပြီးတော့ temporary hardness is caused by dissolved calcium hydrogen carbonate temporary hardness ဆိုတာကကြတော့အယာယီရေစေးတွေကိုကြတော့ is caused ဖြစ်ပေါ်စီ by by dissolve ပြောဝင်တဲ့ calcium hydrogen carbonate တွေပြောဝင်နေအဖြစ်ဟောပြီးတော့ဖြစ်ပေါ်စီခြင်းဖြစ်တဲ့ temporary hardness ဆိုတာကသူ့ကိုကြတော့ဘာနည်းနဲ့ဖယ်ထုတ်လို့ရလဲဆိုတော့ which is ပြမှု by boiling boiling ဆိုတာ super chain နီလန်နဲ့ဖယ်ထုတ်လို့ရတယ် permanent hardness ကကြတော့ is caused by ဘာကြောင့်ဖြစ်ရလဲဆိုတော့ dissolved calcium or magnesium chloride and sulfate တွေ calcium chloride ဒါမှမဟုတ် magnesium chloride ဒါမှမဟုတ် calcium or magnesium sulfate တွေပျော်ဝင်နေခြင်းကြောင့် permanent hardness ပေါ့နော်ထောက်စင်ရေစေးဖြစ်တဲ့သူ့ကိုကြတော့ which cannot be removed by boiling เนาะတခြားရော စူပိုချင်းနီလန်းနဲ့ဖဲထုတ်လို့မရပါဘူးတဲ့ကဲနောက်တစ်ခုက degree of hardness of water ဟောပြီနော်အာရေစေးပေါ့နော်ရေစေးကိုဘလို့တိုင်းတာလဲနော်ရေစေးဘလောက်ရှိလဲဆိုတဲ့အတိုင်းတာပေါ့နော် is the number of part of masses of calcium carbonate CaCO3 ပေါ့ calcium carbonate တွေရဲ့နော်ဘလောက်ထိ direct ပမာဏအထိပါလဲဆိုတာကို number နဲ့ပြတာပေါ့နော်ကိငငန်းနဲ့ပြရတယ်ပြီးတော့ equivalent to various calcium and magnesium source တွေရဲ့ present in 1 million part by mass of water ppm ပေါ့နော် part per million မှာဆိုရင်တဲ့ဘလောက်ပါဝင်လဲပေါ့နော်စာ calcium magnesium salt ပမာဏဘလောက်များပါဝင်လဲဆိုတာကိုပြသခြင်းဖြစ်တယ်နောက်တစ်ခုက permutic method permutic method ကကြတော့ teacher တို့ is a process in which hard water ဘယ်လိုနည်းမှာသုံးလဲဆိုတာ hard water ရေစေးတွေကို containing amari calcium or magnesium salt တွေကိုပေါ့နော် အကယ်စီယမ်မက်ဂနီဆီယမ်ဆော့စ်တွေပါဝင်တဲ့ရည်စည်းတွေကိုဆိုရင်တဲ့ it's pass through a layer of sodium zeolite ဘယ်မှာဖြတ်တန်းစီမှာလဲ sodium zeolite မှာဖြတ်တန်းစီခြင်းနီးဖြင့်အဲ့ဒီနီးလန်းကိုအသုံးပြုရဖြစ်စဉ်ကို permeability method လို့ခေါ်တယ်ပြီးတော့ the calcium or magnesium တွေကိုဘာလုပ်လိုက်တာလဲ is remove ဆိုတာဖယ်ထုတ်လိုက်မယ် and the corresponding sodium salt presence in solution အဲ့ solution ထဲမှာပါဝင်နေတဲ့ sodium salt တွေဒီကိုဖြတ်တန်းစီခြင်းအရာဒါမှမဟုတ်လို့ရှိရင် calcium magnesium တွေကိုဘာလုပ်လိုက်တာဖယ်ထုတ်လိုက်ခြင်း င်းဖြစ်ပါတယ်တဲ့ water pollution water pollution ကြတော့ရေညဉ့်ညမ်းခြင်းပေါ့เนาะဘာကြောင့်ဖြစ်လဲဆိုတော့ is caused by the pollutants เนาะ pollutant ဆိုတာကအညစ်အကြေးပစ္စည်းရေးကြောင့် such as ဘလိုမျိုးတွေလဲဆိုတော့ sea wage ဟုတ်ပြီเนาะဒီကြတော့အညစ်အကြေးတွေပြီးရအခါကျတော့ industrial waste ဆိုရဲစက်မှုဆိုင်ရာဘာတော့စက်မှုလုပ်ငန်းကနေထွက်တဲ့အညစ်အကြေးတွေ chemical fertilizer ဓာတု fertilizer ဓာတ်မြေဩစာတွေနဲ့ detergent ပေါ့เนาะအာ detergent တွေကနေပြီးတော့ဖြစ်ပေါ်လာခြင်းဖြစ် ဖြစ်ပါတယ်တဲ့ pollutants တွေက the treatment needed to make water fit to drink ဒါကြောင့်မို့လို့ teacher တို့က fit fit to drink ဆိုတာကတောက်သုံးဖို့အတွက်ဆိုရင်เนาะ treatment ပေါ့เนาะ treatment လုပ်ဖို့အတွက်လိုအပ်ပါတယ်တဲ့ water pollution အရင်ညဉ့်ချင်းက is caused by the pollutants ပေါ့နော်ညဉ့်ချင်းစီတဲ့အရာတွေကြောင့်ဖြစ်ခြင်းဖြစ်ပါတယ်ညဉ့်ချင်းစီတဲ့အရာတွေကဘလို့ဟာမျိုးတွေလဲဆိုတော့ sewage sewage industrial waste အညစ်အကြေးတွေ industrial waste ဆိုတာစက်ရုံတွေကနေထွက်တဲ့အညစ်အကြေးတွေနဲ့ chemical fertilizer ဓာတုဓာမြေဩဇာတွေနဲ့ and detergent တွေကနေဖြစ်ပါတယ် that treatment needed to make water fit to drink depend on the source of the water เนาะ treatment လိုအပ်တယ်ပေါ့เนาะ teacher need to needed to make water fit to drink ရေကို teacher water fit to drink တောက်သုံးဖို့အတွက်ဆိုရင်เนาะတန်းစင်တဲ့ရေကိုတောက်သုံးဖို့အတွက်ဆိုရင် teacher treatment นี่လုပ်ဖို့လိုအပ်တယ်ဘယ်ပေါ်မှာမူတည်ပြီးတော့လဲဆိုတော့ depend on the source of the water ရရှိလာတဲ့ရေရင်းမြစ်ပေါ်မှာမူတည်ပြီးတော့ treatment လုပ်သင့်ပါတယ်တဲ့ the process of water treatment involve both filtration and chlorination ကျေဝါတာထရီမန့်လုပ်ဖို့အတွက်ဆိုရင်ねဝါတာထရီမန့်ဖြစ်စင်မှာဆိုရင်ဘာတွေပါဝင်လဲဆိုတော့တဲ့နှမျိုးစလုံးပေါ့เนาะဘာလဲဆိုတော့ filtration ဆိုရဲစစ်ထုတ်ခြင်းနီလန်းနဲ့ chlorination ပိုးတက်ခြင်းနီလန်းနှစ်ခုစလုံးပါဝင်တင်ပါတယ်လို့ပြောထားပါတယ်။ကဲဒါဆိုလို့ရှိရင်အဲ teacher တို့အခုဒီ7.2 water အခန်းလေးကိုအားလုံးကိုပြောပြပြီးသွားပါပြီ။ဒီခန်းမှာဆိုလို့ရှိရင်ဘယ်လိုရေစေးတွေရေသွက်တွေကိုဘယ်လိုမျိုး လို့ပြုလို့ရမယ်။နော်ဘလို့ခွဲခြားရမလဲ။ပြီးရဲ့အခါကျတော့ pollutant ချေတာဘလို့ကနေရရှိလာနိုင်နေဆိုတဲ့အကြောင်းအရာတွေပြီးတော့ရေအာရေ permanent water နဲ့နော် permanent hardness နဲ့ temporary hardness ကိုဘလို့ခွဲခြားရမလဲဆိုတာတွေဘလို့နည်းလမ်းတွေသုံးရမယ်ဆိုတာကိုရှင်းပြထားခြင်းဖြစ်ပါတယ်။အားလုံး